နေ့2025ခုနှစ်နိုဝင်ဘာလ9ရက်ဗုဒ္ဓနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက် Numerology လို့ခေါ်တဲ့ဂဏန်းပင်ရင်ရဆိုရင်တော့ဒီနေ့ဟာရွှေငါးဖန်းတဲ့နေ့ပါပဲအခွင့်အလမ်းကောင်းတွေအထုကိုရရမယ်ကန်ဆာမဲပေါက်သွားတာမျိုးတို့တယောက်ကနေကိုယ့်ကိုကောင်းတဲ့သတင်းမျိုးကြားသိနိုင်ရတာမျိုးတို့ပြီးတော့အလုဆဖို့လို့အတွက်အင်းနဲ့အားနဲ့ပြင်လည်သွားတာမျိုးအရန်ရောင်းကျင်တဲ့ပစ္စည်းတွေရောင်းထွက်ဖို့လို့အတွက်ဝယ်လက်ပေါ်သွားတာမျိုးတို့ ကန်ရကိုကိုတိတိတသာထူးထူးကဲကဲမျက်နှာသာပေးတဲ့နေမျိုးဖြစ်ပါတယ်ဒီနေ့မှာမိတ်ဆွေတွေအားလုံးတို့အတွက်ဒီလိုကန်ကောင်းတဲ့အခွင့်အရေးကိုလက်ထဲကိုပိုင်ပိုင်နိုင်နိုင်ရဖို့လို့အတွက်ဆိုရင်တော့မနေ့စောစောမျက်နှာတည်တဲ့အခါမှာဂုံတော်၉ပါးလုံးကို၉ချိန်ပွားထုံပြီးရေကိုမှန်းပြီးမှအဲ့ဒီရင်နဲ့မျက်နှာသိချင်းအပြင်တိတိတသာတနေ့တာလုံးမျက်နှာပွင့်စမ်းပွင့်လက်ပွင့်ကန်ပွင့်နေပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် အနန္တကင်းဘေးရှင်းပြီးတော့ကောင်းကျိုးချမ်းသာရဖို့လိုတဲ့ဆိုရင်တော့မနေ့စောစောမှာနွားနို့နှစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းခြင်းအပြင်အခွင့်အရေးတွေရပါလိမ့်မယ်။ဒီနေ့ဖွားမြင်တဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မဟာဗုဒ္ဓဗေဒနိယဗုဒ္ဓနေဘွားမရဏဘွားဇာတာရှင်နေဖြစ်ကြပါတယ်။မရဏဘွားလို့သဘောတရားသင်မြေကြီးရှင်ရွှေသီးဆိုတဲ့အတိုင်းရွှေသီးဆောင်အောင်ပွဲရမယ်ရင်သွေးရတနာတွေဖြစ်ပါတယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ။ ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်တစ်နှစ်တလုံးကံကောင်းမှုလို့ကုသိုလ်ရရားကတော့ရဟန်းတန်ခါတပါးပါးကိုပစ္စည်းလေးပါးလှူဝယ်ဖြစ်ကြောင်းသင်္ကန်းစွမ်းစေးစိုက်တလုံးစီမှာရေးပြီးတော့မိမိတားသောဝိတ္ထုငွေထည့်ပြီးကြောင်းသင်္ကန်းစွမ်းစေးအလှူတော်ပူဇော်ခြင်းကုသိုလ်ကိုလှူဒန်းခြင်းအပြင်တစ်နှစ်တလုံးကံတရားရဲ့အထူးမျက်နှာပွင့်ကံပွင့်လက်ပွင့်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာအကျိုးပေးတဲ့ကဏ္ဍကတော့နှစ်ကဏ္ဍ သုံးညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေအပေါင်းငွေကန်ကောင်းဖို့လိုအတွက်ဆိုရင်တော့စွန့်ငံပုံကြီးကိုငါပြောသီးမဲ့သို့မဟုတ်အသီးတစ်မျိုးမျိုးလှူဒါန်းလိုက်ကြပါခင်ဗျာဈေးအောင်ကောင်းဖို့လိုတက်ကတော့မိမိရဲ့စိုင်းရှိမျက်နှာသာတက်တဲ့ကိုမျက်နှာမူပြီးတော့ဒီလိုနည်းမျိုးမှာငါပြောသီးမဲ့စိုင်းဆူတောင်းကြည့်လိုက်ပါတိတိတာတာရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကွန်ပျူစီတူကလည်းဒီလိုနည်းမျိုးမှာငါပြောသီးနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးဆူတောင်းလိုက်တာနဲ့အယောင်ထွက်အယောင်တွတ်သွားပါလိမ့်မယ် အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်လည်းပဲအမှုကြုံနေတဲ့သူရဲ့အမည်ကိုငပြောသီးမှဲ့မှာရစ်ပြီးတော့ဆွမ်းကံဖုန်းကြီးကိုလှူဒန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်လည်းဒီလိုနှမျိုးမှာငပြောသီးအမှဲ့အနည်းငယ်ဆိုင်ကျမ်းမာဖို့လို့အတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာအချီးရင်မေတ္တာရေးအိမ်တော်ရေးအရှင်မပြေမှုတွေကြုံနေဆိုရင်လည်းငပြောသီးမှဲ့နှလုံးကိုအခွန်နွားပကံနဲ့ထက်တကြားဖြူပြီးတော့မနေ့စောစောမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ကြပါခင်ဗျာ